င်္ဂလာပါရှင်။ဇွန်လ30ရက်တနင်္လာနေ့ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးတွင်လူငယ်များဘတ်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပတဲ့သတင်းရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီမှပညာရေးကော်မတီကဦးစီးပြီးလူငယ်များဘတ်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲကိုဇွန်လ29ရက်မွန်လွယ်ပိုင်းက တာဂီတာမြို့နယ်ရှိလုံငယ်စင်တာမှာကျင်းပကြောင်းသိရပါတယ်။အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီမှပညာရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များဌာနဆိုင်ရာတာဝန်ရှိသူများသက်ဆိုင်ရာကျောင်းများမှဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူလူငယ်ကိုယ်စားလှယ်များပရိုက်တာလူငယ်များဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။ ရှေးဦးစွာမင်္ဂလာဆုတောင်းတခြင်းကိုစောင်းပညာရှင်စောင်းအင်ဒရီခင်ကအိတ်ခံဖြိုပြီးပြီးရွှေတစိမ့်ဆုရှင်အပြူတော်ရင်းဖွဲမှကပြဖြိုပြီးပါတယ်။ဆက်လက်ပြီးကိုရီကိုသည့်အသိပညာကြွယ်ဝမှုနဲ့ပတ်သက်တဲ့ဉာဏ်စမ်းဖေးတီများကိုလူငယ်များကဖြည့်ဆူကြပါတယ်။အဲဒီနောက်အဆိုတော်အေးမြဖြူကနှလုံးသားကိုအလှဆင်မှတခြင်းဖြင့်တည်ဆူဖြိုပြီးပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယအဖွဲ့ထားတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ကအမှားစကားပြောကြားပါရစေ။ အဲဒီနောက်တိုင်းဒေသကြီးလူမှုရေးဝန်ကြီးနဲ့တာဝန်ရှိသူများကဂုံပြူမှတ်တမ်းနဲ့ဂုံပြူစုများပေးရချင်းမြင်ပြီးအောင်မာစီတချင်းဖြစ်တိဆိုဖြော်ပြီးကအခမ်းအနားကိုရုပ်သိမ်းကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာတာပါဆလာဒင်ဆမဲတဲ့ရင်ကတော့မော်ဘီမြို့နယ်ရင်ပန်းခင်းစီမံချက်အစဉ်အသုံးဆောင်ရွက်တဲ့တဲ့ရင် လဝဲငုတ်ကြည်ချက်ရည်နှင့်ပြည်သူအင်အားဝင်ကြီးဌာနရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်ဦးစင်းမှု ရုံမဝန်ထမ်းများကပန်ခင်းစီမံချက်အစဉ်အသုံးဖြင့်အင်တော်စုလူဦးရေစရင်နိုင်ငံသားစီစီရေးကပ်ပြထုတ်ပေးခြင်းလုပ်ငန်းများနဲ့ဘိုင်ယိုမက်ထရစ်ကောက်ရခြင်းလုပ်ငန်းများကိုမြို့နယ်အတွင်းရှိရက်ွက်ကြွားအုပ်စုများအတွင်သို့မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြောင်းသိရပါသည်အခုလိုကွင်းဆင်းဆောင်ရွက်ရာတွင် ဒူလာဝါကမှုဒေါ်ဝေသူဟန်နေဝန်ထမ်းများကရွှေမြရာကျေးရွာသူ၎င်းဒူလာဝါကမှုဒေါ်မျိုးသူစာနေဝန်ထမ်းများကဝန်နေချောင်းကျေးရွာသူ၎င်းဒူလာဝါကမှုဦးတန်းစင်နေဝန်ထမ်းများကညောင်ကုန်းကျေးရွာသူ၎င်းဒူလာဝကမှုဦးထိုးခောင်ဝင်နဲ့ဝန်ထမ်းများကဗန်ပွေးကုန်းကျေးရွာအုပ်စုဝင်၎င်းဆောင်ရွက်ပေးကြောင်းသိရပါတယ်။ဒီသတင်းကိုတော့ဝင်းစော်ကပေးပို့ထားပဲဖြစ်ပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့2025ခုနှစ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလားရက်ွက်ကျေးရွာပေါင်းစုံအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင်တဲတွင်ကျင်းပတဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီးတွင်တဲမြို့နယ်တွင်2025ခုနှစ်တွင်တဲမြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလားရက်ွက်ကျေးရွာပေါင်းစုံအမျိုးသားအလွတ်တန်းမိုးရသည့်ဘောလုံးပြိုင်ပွဲကွင်းဖွံ့ဖွဲအခမ်းအနားကိုဇွန်လ28ရက်နေ့ညနေ3နာရီကတွင်တဲမြို့မြို့မအားကစားခွင့်မှာကျင်းပကြောင်းသိရပါဗျာ။ ရှေးဦးစွာတူနီခရိုင်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌခရိုင်ဥချုပ်ရေးမှုဥညွန့်နယ်နဲ့မြို့နယ်ဥချုပ်ရေးမှုဥက္ကမောင်မြင့်တို့ကအဖွဲ့အစည်းစကားများပြောကြားကြပြီးတိုင်ပွဲဝင်အားကစားသမားများကနိုင်ငံတော်လမ်းအားအလေးပြုပါရတယ်။အဲဒီနောက်အားကစားသစ္စာဒိဋ္ဌန်၄ချက်ကိုရည်ဆူကြပါရတယ်။အဲဒီနောက်ခရိုင်စီမံဥချုပ်ရေးမှုဥညွန့်နယ်နဲ့အဖွဲ့ကအားကစားသမားများအားလိုက်လံနှုတ်ဆက်ကာလက်ဆောင်ပစ္စည်းများပေးအပ်ကြောင်းနဲ့အမတ်တိအခြေခံပညာအထက်တန်းကျောင်းဘင်ခရိုင်အဖွဲ့အားစုငွေသုံးသိန်းချိမြင့်ကြောင်းသိရပါရရှင်။ ီသတင်းကိုတော့မျိုးလှိုင်ကပေးပို့လာတာပါရွှေရကုံရဲ့ရန်ကုန်တခွင်သတင်းစုံလေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါရရှင်။